အစ္စရေးရဲ့လေကြောင်းတိုက်ခတ်မှုတွေအတွင်းသိဆုံးခဲ့တဲ့စစ်ဦးစီးအရာရှိတွေနျူကလ িয়ার သိပ္ပံပညာရှင်တွေအတွက်အီရန်ကနိုင်ငံတော်ဇာပနအခမ်းအနားကျင်းပပေးခဲ့ပါတယ်။ဆက်နှစ်ရက်ကြာမြင့်ခဲ့တဲ့နှစ်နိုင်ငံစစ်ရေးပဋိပက္ခအတွင်းအီရန်ရဲ့စစ်ဦးစီးတွေအစ်စ်မြေအရာရှိတွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေစုစုပေါင်း60ဝန်းကျင်သိဆုံးခဲ့ပါတယ်။ဒါအပြင်တနိုင်ငံလုံးအတိုင်းအတာနဲ့အသေးအပြောက်620ကျော်လောက်ထိများပြားခဲ့တယ်လို့သိရပါတယ်။ဂျွန်လ23ရက်နေ့မှာတော့အစ္စရေးက အီရန်ရဲ့နျူကလ িয়ার နဲ့စစ်ရေးအဆောက်အအုံတွေကိုလေကြောင်းကနေအလစ်အငိုက်တက်ခတ်ခဲ့ရတာကနှစ်နိုင်ငံကြားစစ်ရေးပဋိပက္ခစတင်ခဲ့တာပါဂျွန်လ25ရက်နေ့မှာတော့ American သမ္မတဒေါ်နယ်ထရန့်ရဲ့ကြောင်းဝင်မှုနဲ့အတူနှစ်ဖက်အပြည့်အခက်ရက်စဲခဲ့ပါတယ်ဂျွန်လ28ရက်နေ့ကတော့တီဟီယန်မြို့တော်ရဲ့အန်ဟီလက်ရင်းပြင်းသားမှာကျင်းပတဲ့နိုင်ရေးအစီအစဉ်မှာအီရန်အလံလွှမ်းခြုံထားပြီးကွယ်လွန်သူတဦးချင်းစီရဲ့ဓာတ်ပုံတွေပါရှိတဲ့ခေါင်းတလားတွေကိုလူတွေထောင်တောင်းချီချမ်းရပို့ဆောင်ခဲ့တာကိုတွေ့ရပါတယ် များပြားလာတဲ့နာရေးပို့ဆောင်သူတွေဟာအနက်ရောင်တွေဝတ်ဆင်ပြီးအီရန်အလံတွေကိုဝေရမ်းလာကြသလိုအမျိုးသားရေးကြွေးကြော်အသံတွေကိုလည်းအော်ဟစ်လာကြပါတယ်နိုင်ငံတော်ဇာမနမတိုင်ခင်မှာကတည်းကအီရန်မီဒီယာတွေကလည်းအဲ့ဒီအခမ်းအနားမှာပြည်သူတွေတက်ရောက်ဖို့စော်အော်အားပေးခဲ့သလိုနာရေးပို့ဆောင်သူတွေအတွက်အခမဲ့ဘတ်စကားတွေနဲ့မြေအောက်ရထားတွေလည်းပြည့်စွက်ပေးခဲ့ပါတယ်ပြီးတော့အစိုးရရုံးအလုံးကိုလည်းပိတ်ထားပေးခဲ့ပါတယ်နိုင်ငံတော်အခမ်းအနားနဲ့တကြိုပေးခဲ့တဲ့အထက်မှာ အီရန်ရဲ့စစ်ဘက်အမြင့်ဆုံးယာတုကိုရယူထားသူစစ်ဦးစီးအရာရှိချုပ်မိုဟာမက်ဘက်ဂါရီလည်းပါဝင်ခဲ့ပါတယ်။သူကိုဇနီးသမီးတို့နဲ့အတူမြုပ်နှံပေးခဲ့ပါတယ်။ဘက်ဂါရီတို့မိသားစုဟာအစ္စရေးရဲ့ပြစ်မှတ်ထားလောက်ကျတက်ခတ်မှုတစ်ခုကြောင့်တေဆုံးခဲ့ရတာပါ။ဒါအပြင်အီရန်ရဲ့အင်အားအကြီးဆုံးလက်နက်ကိုင်တပ်ဖြတ်တဲ့အစ္စလာမ်ရဲ့အစောက်တပ် IRGC အကြီးကဲဟိုဆိန်ဆာလာမီနဲ့တီဟီယန်တပ်ကတော်အကြီးကဲမိုဟာမက်မာဒီတာရန်ချီတို့လို့ နျူကလ িয়ার သိပ္ပံပညာရှင်တွေလည်းအသက်ဆုံးရှုံးခဲ့ကြရပါတယ်။နိုင်ငံတော်ဇာပနောက်ကိုတော့သမရမာမော့ဘက်ဇက်စကန်အီရန်အစိုးရအဓိပတိအယာဒိုလာအလီခါမီနီရဲ့အနီးကပ်အကြံပေးတဦးဖြစ်သူနောက်တန်းတေနာပတိအလီရှန်ခါနီတို့လို ထိတ်တန့်အရာရှိတွေတက်ရောက်ခဲ့ကြပါတယ်။ရှန်ခါနီကိုရိုင်းလည်းအစ္စရေးရဲ့တိုက်ခိုက်မှုမှာဒဏ်ရာရခဲ့ပေမဲ့အသက်ဘေးကလွတ်မြောက်ခဲ့တာပါ။အီရန်ကသာခေါင်းမာပြီးယူရေနီယံတန်းစင်မှုတွေပြန်ဆမယ်ဆိုရင် အမေရိကန်ကနောက်တစ်ကြိမ်ဘုံကျဲအောင်မယ်လို့ထရန့်ကချင်းချောက်ခဲ့ပြီးတဲ့နောက်အီရန်မှာအခုလိုနိုင်ငံတော်ဇာပနာကိုကျင်းပခဲ့တာပါအစ္စရေးအီရန်ပြည်ပကမှာအမေရိကန်ဟာမဟာမိတ်အစ္စရေးဘက်ကဝင်ကူပြီးအီရန်ရဲ့နျူကလ িয়ার စခန်းသုံးခုကိုဘုံကျဲခဲ့ပါတယ်ဒါအပြင်အစ္စရေးရဲ့စစ်စင်ရေးအတွင်းခါမီနီကိုပါလှုပ်ကြံဖို့ထိစီစဉ်ထားခဲ့ပြီးခါမီနီပုံအောင်နေတဲ့နေရာကိုလည်းတည်ထားခဲ့ကြောင်းဒါပေမဲ့ခါမီနီကိုတုတ်တင်တာမျိုးမလုပ်ဖို့သူကကြောင်းဝင်တားမြစ်ခဲ့တာလို့လဲထရန့်ကဆိုပါတယ် ခမင်းနီဟာသူချမ်းသာပေးလိုက်လို့သာအင်မတန်အယုတ်ဆိုးပြီးတိတ်ခါကင်းမဲ့တဲ့တေချင်းမျိုးကနေလွတ်မြောက်ခဲ့တာလို့ထရန့်ကလူမှုကွန်ရက်မှာရေးသားထားခဲ့ပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်စ်အာရက်ချီကတော့ထရန့်အနေနဲ့ခမင်းနီအပေါ်လေးစားမှုကင်းမဲ့တဲ့မှတ်ချက်မျိုးတွေပေးခဲ့တဲ့အပေါ်ဝေဖန်ရှုတ်ချသွားပြီးထရန့်သာအီရန်နျူကလ িয়ার အရေးအတွက်အမှန်တကယ်ညှိနှိုင်းသဘောတူညီမှုတခုခုရှာဝေနေတယ်ဆိုရင်အဓိပတိခမင်းနီအပေါ်လေးစားမှုကင်းမဲ့တဲ့အပြောအဆိုတွေကိုဆင်ခြင်ဖို့လိုကြောင်းပြောကြားသွားပါရှင်။